ောင်းတဲ့ဘက်မှာပဲဖြစ်ဖြစ်ရှိုးတဲ့ဘက်မှာပဲဖြစ်ဖြစ်ကြီးမားတဲ့အပြောင်းလဲကြီးတွေတွေ့ရကြုံရရင်ဒါလောကဓာတ်လို့လူတွေကနားလည်ထားကြတာအမှန်ကအဲ့ဒါလို့ဟုတ်သလားကြီးမားတဲ့အပြောင်းလဲကြီးတွေမဟုတ်တော့လဲပဲလောကဓာတ်တရားထဲမှာအကျုံးဝင်နေတဲ့တဘာဝအတွေ့အကြုံတွေဟာဘုံတို့ခန္ဓာမှာအချိန်တိုင်းမှာနေရာတိုင်းမှာတွေ့ကြုံနေရတယ်ဒါကြောင့်အခြေပြန်ဆုံးတရားလို့ပြောတာလူတိုင်းနဲ့သက်ဆိုင်တဲ့တရားလူတိုင်း၌တိုက်ဆိုင်မဲ့တရား အတရားတို့လောကရန်တရားနဲ့တွေ့လာတဲ့အခါမှာတို့ဘလို့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြစ်အောင်ရင်ဆိုင်ရမလဲအများစုကတော့လောကရန်တရားနဲ့တွေ့လာတဲ့အခါမှာမတည်ငြိမ်ညာတဲ့မအေးချမ်းညာတဲ့တော့တုံလှုပ်ကြတဲ့ပုံကိုယ်တွေပဲများတယ်။ယာနုံကြီးတည်ငြိမ်သွားတာအေးချမ်းသွားတာကတော့ယဟန္တာဖြစ်မှာပဲရနိုင်တာ။သို့တော့ကိုယ်လည်းပဲကိုယ်ကိုယ်အစဉ်လေးနဲ့ကိုယ်ကိုယ်အတိုင်းတာလေးနဲ့ကိုယ် ထိုက်တဲ့လောက်တည်ငြိမ်မှုအေးချမ်းမှုရအောင်လုပ်မယ်ဆိုရင်ကောမဖြစ်ဘူးလားဖြစ်တယ်အမြဲတမ်းရွတ်ဆိုသင့်တဲ့ပူဇော်သင့်တဲ့စိတ်ထဲမှာ နားလည်မှုနဲ့အမြဲတမ်းရွတ်ဆိုနေသင့်တဲ့ကာထာတစ်ပုဒ်ရှိနော်လောကီလိုဘလို့ကြိုးစည်းပွားတွေဖြစ်ထွန်းမဲ့ဘာဘာညာညာရည်ရွယ်ပြီးတော့ကာထာတော်ကိုပြောမှ မဟုတ်ပါဘူးအဲ့ဒါတွေဘုံဘုံတို့တိတ်စိတ်မဝင်စားပါဘူး ကိုယ့်ရဲ့စိတ်ကလေးကိုတဲ့မတ်အောင်ကောင်းမွန်အောင်ထိန်းချောင်းပေးနိုင်တဲ့အတွက်ကြောင့်တကယ်ကိုလက်တွေ့စိတ်နှလုံးရဲ့ငြင်းအေးမှုကိုရစေနိုင်တဲ့အစွမ်းရှိတဲ့လမ်းညွန်ချက်ပါနေတဲ့ဂါထာရခြင်းလှရောက်မယ်နဲ့တူရနော်ဟမ်အဲ့ဒီဂါထာရခြင်းလှရောက်မယ်နဲ့တူရနော်ရှားပြီးသားနော်ဒီလူတွေရဲ့ခေါင်းထဲမှာရှိပြီးသားလောကရန်တရားနဲ့ပတ်သက်ပြီးတော့လေဘုံဘုံကရှေ့ရပြောထားတယ်အလွန်မကောင်းတယ်လို့လည်းပြောထားတယ်ဘယ်ကာထာလေးမျိုးဖြစ်မလဲ။ ဖုထသလောကဓမ္မိဟိစိတ်တံယတနာကံပတိအသောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမံရတော့ရတာတယ်ဒါပေမဲ့ဘယ်အတိုင်းတာထိဒီဂထာလေးရဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကို နားလည်နိုင်တယ်လေအဲ့ဒီနားလည်မှု အနိုင်အမြင့်ပေါ်မှာမူတည်ပြီးတော့ကိုယ်စိတ်ထဲမှာဒီဂထာရဲ့အကျိုးသက်ရောက်မှုအကြီးအသေးဟာဖြစ်သွားမယ်ပေါ့ဟုတ်လား ဘုဒ္ဓသာလောကဓမ္မိဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာလောကဓမ္မိဟိလောကရန်တရားတို့ဖြင့်ဘုဒ္ဓသာတွေ့ကြုံလာရတဲ့ယတအချင်းယန္နာပုဂ္ဂိုလ်အားစိတ်တံစိတ်တိနာကံပတိမတုံလှုပ်အတောကုံခန်းနဲ့စိတ်မှာကိလေသာအငြိကြီးလုံးဝကင်းဝေးတော်မူကြတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တော့ယန္နာပုဂ္ဂိုလ်တွေလို့ခေါ်နော် ဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေဟာလောကရန်တရားတွေနဲ့တွေ့လာပြီဆိုရင်လောကရန်တရားဆိုတာသောတော်ကရှင်းမျိုးဖုံဖုံရွတ်ပြထားတယ်ဟုတ်လားအကြီးအသေးအကောင်းဆုံးအမျိုးမျိုးသောလောကရန်တရားတွေနဲ့တွေ့ကြုံလာတဲ့အခါမှာယဟန္တာရှင်မြတ်တို့ရဲ့စိတ်တည်တုံလုံးမှုမရှိဘူးဒီနေ့မှာတုံလုံးတယ်ဆိုတာဝမ်းသာမှုဝမ်းနည်းမှု ဖြစ်သွားတာကိုတုံလုံးတယ်လို့ပြောတာဘုံတို့တာမန်ရှင်ပုရုရှင်တွေကကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဘာဖြစ်ကြတာတော့ ဝမ်းသာကြတာမကောင်းတဲ့လောကဓာတ်နဲ့တွေ့လို့ရှိရင်ဝမ်းနေကြတာလာဘိနဩနတောလောကောအလာဘိနသဩနတောလာဘလာဘိနဧကထတာရိတာတမနာမမနော်ဇူလသုဘရာအနာရဝိတတိယရဲ့တမီနော်အယူအဆမတူတဲ့နော်အတိုင်းဝိုင်းမှာအိမ်တော်ကြတော့အဲ့ဒီအတိုင်းဝိုင်းကလူတွေနဲ့ပတ်သက်ပြီးတော့သူပြောကြဆိုကြရတာတွေရှိတယ်အဲ့ဒီမှာ ယန္တာအရှင်တို့ရဲ့ဂုံကျေးဇူးကိုပြောတဲ့နေရာမှာသူဒါလေးထည့်ပြောတာပါတယ်။လာဘေနဩနတောလောကောအလာဘေနသဩနတောလောကကြီးဟာရလို့ရှိရင်သူတို့လူကျင်တာလေးတွေမြန်ရနိုင်မယ်ဆိုလို့ရှိရင်မြင့်မောက်နေကြတယ်တက်ကြွနေကြတယ်လူကျင်တာလေးမရဘူးလဲဆိုရောတခါတည်းစိတ်တက်တွေကနှိမ့်ကျသွားကြပြန်တယ်တဲ့ဟုတ်လားလောကရဲ့သောနော်လာဘေနဩနတောလောကောအလာဘေနသဩနတော် လာဘာလာဘေနဧကတ္ထတာရိတာတမနာမမငါကိုးဝယ်နေတဲ့ကိလေသာကုန်ခန့်တဲ့ယန္တာရှင်မြတ်တွေဟာအဲ့လိုရာခြင်းမရခြင်းကြောင့်စိတ်ကတော့တုံလှုပ်ခြင်းမရှိဘူးမြင့်မောက်သွားတာလည်းမရှိဘူးနှိမ့်ကျသွားတာလည်းမရှိဘူးလာဘာလာဘေနဧကတ္ထရာခြင်းမရခြင်းဒီဟုသောအကြောင်းကြောင့်စိတ်ဟာနှမျိုးဖြစ်မသွားဘူးတမျိုးလေးပဲငြိမ်ငြိမ်လေးပဲအဲ့ဒါလိုအစွမ်းရှိတယ်လို့ဇူလာတုဘာသာသူ့ရောက်ခမကြီးကိုအဲ့လိုပြောခဲ့တဲ့စကားရှိတယ် သူ၈မျိုးလုံးပြောတာပါနော်လောကရဲ့သဘောကနော်အချမ်းရင်လေးရှိတယ်ဆိုရင်မြင့်မောက်နေကြတယ်အထီးကျန်နေတယ်ဆိုရင်တော့လည်းနှိမ့်ကျနေကြတယ်ချီးမွမ်းခံရတယ်ဆိုရင်လည်းမြင့်မောက်နေကြတယ်ကဲ့ရဲ့ခံရတယ်ဆိုရင်လည်းစိတ်ကညှိုးငယ်နေကြတယ်နှိမ့်ကျနေကြတယ်နော်ချမ်းသာနေတယ်ဆိုရင်လည်းဘာလို့မြင့်မောက်နေကြတယ်ဆင်းရဲသွားပြီဆိုရင်တော့စိတ်ကညှိုးငယ်သွားကြတယ် ဝမ်းသာခြင်းဝမ်းနေခြင်းဆိုတဲ့အစွန်းနှစ်ဖက်မှာပဲဒီစိတ်ဟာပြေးနေဟုတ်လားကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝမ်းသာနေကြတယ်မကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝမ်းနေနေကြတယ်ဒါလောကရဲ့သဘာဝကိုယန္တာရှင်မြတ်တွေကြတော့အဲ့လိုမျိုးမဟုတ်နော် ဗုဒ္ဓတာလောကဓမ္မိဟိစိတ်တန်ယတနာကံပတိနာကံပတိတုံလုံးမှု မရှိဘူးတဲ့ဘလို့အတွေ့အကြုံနဲ့ပဲတွေ့တွေ့ဘာကြီးဖြစ်လို့နေနေသူ့စိတ်ထဲမှာဝမ်းသာခြင်းဝမ်းနေခြင်းဖြင့်တုံလုံးနေတာမျိုးမရှိဘူးအတောကံစိတ်ထဲမှာစိုးရိမ်မှုလည်းမရှိဘူးဝိရဇံစိတ်မှာ ရာဂဒေါသအငြိအကြီးပေးချမ်းသွားတယ်ဆိုတာလည်းမရှိဘူး ခေမံဘေးဖြစ်သွားတယ်ဆိုတာလည်းမရှိဘူးဘေးလည်းကင်းနေတယ်အကောင်ဆုံးအမြင့်မားဆုံး မင်္ဂလာတရား၄ပါးပါနော်နဂံပတိလောကရန်တရားတွေနဲ့တွေ့လို့စိတ်ဟာတုံ့လုံးမှုမရှိဘူးအတောကံလောကရန်တရားတွေနဲ့တွေ့လို့စိတ်ဟာစိုးရိမ်ခြင်းမရှိဘူးဝိရဇံလောကရန်တရားတွေနဲ့တွေ့လို့စိတ်မှာနော်အညစ်အကြေးမျိုးတွေတင်သွားတာမရှိဘူးခေမံဘလို့လောကရန်တရားနဲ့တွေ့လို့မှစိတ်မှာဘေးဖြစ်သွားတယ်ဆိုတာ မရှိဘူးတဲ့ဘလောက်ကောင်းတော့နော်ဧတံမင်္ဂလမုဒ္ဒမအဲ့ဒါဟာအလုံးမနမျက်နှိုးစရာကောင်းတဲ့မင်္ဂလာတရားလို့ခေါ်အဲ့ဒါအမြဲတမ်းရော့အတိဘယ်ကိုတိပြီးတော့ရော့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ကိုကနော်အတုယူစရာအားကြစရာစံတစ်ခုကိုမှရှိနေရာရောက်တယ်ဟုတ်လားအော်ရဟန္တာရှင်မြတ်တရဲ့စိတ်ဟာဘလို့အတွေ့အကြုံမျိုးနဲ့ပဲတွေ့တွေ့ဘလို့အခြေအနေမျိုးတွေပဲဖြစ်နေဖြစ်နေသူတို့ရဲ့စိတ်မှာ ုံလို့တယ်ဆိုတာမရှိဘူးစိုးရိမ်နေဆိုတာမရှိဘူးကိလေသာမြူတင်းသွားတယ်ဆိုတာမရှိဘူးဘေးဖြစ်သွားတယ်ဆိုတာမရှိဘူးအဲ့တော့ကျွတ်တို့ရွတ်ဆိုရတဲ့နားလည်မှုနဲ့ရွတ်ဆိုရတဲ့ပုံကိုယ်ရဲ့စိတ်ထဲမှာမဖြစ်သွားနိုင်တော့အားကြတဲ့စိတ်ဖြစ်သွားနိုင်တယ်ငါလည်းအဲ့လိုဖြစ်ရင်ကောင်းပါပဲဆိုတဲ့စိတ်မျိုးဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ်အကယ်၍အဲ့ဒီအချိန်မှာကိုကနော်ဟိုထင်ရှားတဲ့လောကဓာတ်တရားတစ်မျိုးမျိုးတွေ့လို့ နော်စိတ်ရတုံလုံးမှုမြန်ဖြစ်နေမဲ့အခါကာလမျိုးကြုံရမယ်ဆိုလို့ရှိရင်ကိုယ်အဲ့ဒီဂါထာမှာပါတဲ့အစုံမလေးကသတိပေးနေရရောက်သွားနိုင်မယ်ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးဖြစ်အောင်ထိန်းချောင်းပေးတဲ့အနေအထားမျိုးကိုလည်းရောက်သွားနိုင်တယ်မကောင်းဘူးလားအဲ့လိုဖြစ်မယ်ဆိုရင်ကာနော်ဒါကြောင့်လောကဓာတ်တရားနဲ့တွေ့ရင်ဘုန်းဘုန်းတို့ကနော်တည်တည်ငြိမ်ငြိမ်ဖြစ်အောင်ကြိုးစားကြရမှာဘယ်သူတွေကိုဘုန်းဘုန်းတို့စံထားပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ကြိုးစားကြမှာတော့ ဖရာယန္တာရိယပုဂ္ဂိုလ်ကြီးတွေကိုစံထားပြီးတော့ကြိုးစားကြရမှာ ဟုတ်လားမြတ်စွာဘုရားအဲ့လိုလည်းပဲတော့အတူယူအားကြပြီးတော့ကောင်းတဲ့ကောင်းကြိုးစားစေခြင်းနဲ့စိတ်တွေနဲ့ဒေသနာတွေအများကြီးဟောခဲ့တာရှိတာပဲလေမြတ်စွာဘုရားလက်ထက်ကရှင်ဗတ္တိယဆိုတာဒီတစ်ပါးရှိတယ်အဲသူ့ရဲ့နာမည်အပြည့်စုံကလာကုံတကကဗတ္တိယသူကအယက်ပုတယ်ပုကွာကွာလေးဖြစ်နေတယ်ဒါပေမဲ့ ရှင်သာရိပုတ္တရာဟောတဲ့တရားကိုနာယူပြီးတော့သူကယန္တာဖြစ်နေတာနော်အဲ့တော့သူ့ရဲ့ဒီပုတဲ့အရက်နော်ရုပ်ဆင်းအင်္ဂါကိုကြည့်ပြီးတော့ပုထုရှင်ယန္တေက နော်စကြနောက်ကြတချို့လည်းပဲချစ်စနိုးနဲ့နေရွက်ကလေးဆွဲကြနှာခေါင်းလေးဆွဲကြအဲ့လိုမျိုးပြောင်းကြနောက်ကြတာရှိသူဘလို့ချီနေမျိုးနဲ့ပဲကြုံကြုံသူ့ရဲ့စိတ်ထဲမှာဝမ်းသာတယ်ဝမ်းနေတယ်ဆိုတာ မရှိဘူး။ तू ကအမြဲတမ်းပဂရီအေဂျင့်တည်ငြိမ်တဲ့စိတ်နဲ့နေနိုင်တဲ့အရည်တွေရှိနေတာပေါ့။အဲ့တော့ယဟန်နေရာနော်စကြနောက်ကြရင်းနဲ့ဘလို့မှတုံလုံးမှုမရှိတဲ့အခါမှာသတိထားမိတယ်ပေါ့။အော်ဘာပြောလို့မှစိတ်ထဲမှာဝမ်းသာတယ်ဆိုတာလည်းမရှိဝမ်းနေတယ်ဆိုတာလည်းမရှိ။အဲ့ဒါသူ့ရဲ့အဲ့ဒီအရည်အသွေးကိုသတိမထားမိလို့ကိုသူတို့မရဘူးသတိထားမိတယ်။အဲ့ဒါနဲ့မြတ်စွာဘုရားကိုတောက်လျှောက်ကြတော့မြတ်စွာဘုရားက ူကယန္တာပုဂ္ဂိုလ်ဖြစ်နေအာသူ့ရဲ့စိတ်ကဘာတုံလုံးမှုမှမရှိဘူးအဲ့ဒါလို့မြတ်စွာဘုရားချီးမွမ်းပြီးတော့ဂါထာတစ်ပုဒ်ဟောတယ်အဲ့ဒီဂါထာလေးလဲစောလောကဂါထာလေးနဲ့တွဲပြီးတော့ရွတ်ဆရာကောင်းတယ်တိလောယထာဧကကနောဝါတိနနတမိရတိဧဝနေနပတန်တာတုနတမိဆန္တိပန္တိတာတိလောယထာဧကကနောဝါတိနနတမိရတိ တကယ်ကိုကြောက်သားအတိပြီးနေတယ်ကြောက်တောင်ကြီးတစ်ခုနော်မြေတောင်မဟုတ်ဘူးနော်ကြောက်တောင်ကြီးဟုတ်လားအဲ့ဒီကြောက်တောင်ကြီးဟာအရက်လေးမျက်နာကတိုက်ခတ်လာတဲ့လေတို့ကြောင့်တုံလုံးကိုမရှိဘူးတဲ့ပဂရိကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးလေဘလောက်တိုက်လို့မှသူ့မှာတုံလို့တယ်ဆိုတာမရှိဘူးတဲ့တေလောယထာဧကကနောဝါတေနနာသမိရတိဧဝနေနာပတန္တာတုနာသမိဆန္တိပန္ဒိတအဲ့ဒါလိုပဲတဲ့ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာတနည်းအားဖြင့်လောကရဏီရဲ့အကြောင်းကိုကောင်းကောင်းနားလေတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုတာအေဝံနေနာပတန်တာသူနေနာဆိုတာဘာလို့ကဲ့ရတာပတန်တာဆိုတာချီးမွမ်းတာအဲ့လိုချီးမွမ်းခြင်းကဲ့ရခြင်းဆိုတဲ့လေသံတွေကြောင့်သူ့ရဲ့စိတ်ဟာတုန်လှုပ်သွားတယ်ဆိုတာမရှိဘူးတဲ့အဲ့ဒီချီးမွမ်းခြင်းကဲ့ရခြင်းဆိုတဲ့လောကရဏတစုံကလည်းပဲအလွန်စိတ်ဝင်စားတဲ့အကောင် တကယ်တမ်းကချီးမွမ်းတယ်ဆိုတာဘာလို့တာကိုကောင်းတယ်ထင်လို့ကောင်းတယ်လို့ပြောလိုက်တာတချို့ကြတော့လည်းပဲကောင်းတယ်လို့တကယ်မထင်ဘဲနဲ့မြောက်ပင်ပြီးတော့စိတ်ထဲမပါဘဲနဲ့ကောင်းတယ်လို့ပြောလိုက်တာလည်းရှိနိုင်တယ်ချီးမွမ်းခြင်းကလည်းယုံစားရတာမဟုတ်ဟုတ်လားကဲ့ရဲ့ခြင်းဆိုတာတပါတော့ကိုမကောင်းဘူးထင်လို့မကောင်းဘူးလို့ပြောလိုက်တာ ကောင်းတယ်လို့ထင်ပါလေကဲနဲ့မကောင်းဘူးလို့တကယ်လည်းမထင်ပါပဲနဲ့မုံလို့ကိုတတ်သမဲ့မကောင်းဘူးလို့ပြောတာလေရှိနိုင်တယ်ဥထုဇဉ်တတ္တဝါတွေရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာသိပြီးတော့မသေးရဘူးဒါလည်းပဲနားလည်ထားဖို့လိုသေးတယ်နော်အဲ့ဒီချီးမွမ်းခြင်းကဲ့ရဲ့ခြင်းတွေကိုဘုဖုံတို့ကဘယ်လိုတွေသဘောထားနေကြသလဲ အလွန်မှကို စိတ်သေးကအရေးထားတဲ့အနေအထားမျိုးနဲ့စိတ်သေးကဒါကိုတော်တော်လေးကိုပဲဖုန်းဖုန်းတို့ဟာဒီချီးမွမ်းပြီဆိုလို့ရှိရင်လည်းပဲစိတ်သေးကအလွန်အကျွံကိုပဲသဘောကျတယ်ဝမ်းသာတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကဲ့ရဲ့ပြီဆိုလို့ရှိရင်လည်းဘယ်လိုလဲအလွန်မှကိုစိတ်ကထိခိုက်ရတယ်ဩဖုန်းဖုန်းတို့ကဟိုကိုအတ္တကြီးရင်ကြီးသလောက်အဲ့ဒီခံစားချက်ကပြင်းထန်မယ်လို့ထင်တယ်ဩချီးမွမ်းတယ်ဆိုတော့လည်းကိုအတ္တလေးကိုအမွန်းတင်ပေးရရောက်တာဩ ကဲ့ရတာလည်းပဲကိုယ့်ရဲ့အတ္တလေးကိုရှုံချရရောက်တာ။ငါ့ကိုဓာတ်ရိုက်ထိတဲ့လေတံလေးလို့ခံစားရတယ်ပေါ့နော်စိတ်က။အဲ့တော့ချီးမွမ်းပြီဆိုရင်လည်းမဖြစ်တော့။အလုံးကိုပဲစိတ်ထဲကအဓိကထားရတယ်။အဲ့ဒီလူကိုမေ့ကိုမမေ့ဘူး။ဟုတ်တယ်မဟုတ်လား။ကဲ့ပြီဆိုရင်ရောဘယ်လိုလဲ။ကဲ့ပြီဆိုရင်ပိုးတောင်မမေ့သေးတယ်။ဟုတ်လား။ကဲ့ရလို့နာတဲ့အနာကလေအလွန်ပြင်းထန်တယ်နော်။အဲ့တော့စဉ်းစားကြည့်သမ်းပါဦး။ เนาะဒီချီးမွမ်းနေကဲ့ရတယ်ဆိုတာကကိုယ့်ရဲ့ဘဝအပေါ်မှာကိုယ့်ကိုယ်ပေါ်မှာเนาะဘလောက်ထိ အကျိုးသက်ရောက်မှုတကယ်ရှိသွားသလဲဆိုရင်သူ့ဒီချီးမွမ်းခြင်းကဲ့ရခြင်းတက်တက်ကြောင်တော့ဘာမှအကျိုးသက်ရောက်မှုမရှိဘူးသူကလေးတံပဲပေါ်လာပြီးတော့ကြောက်သွားတဲ့သဘောပဲဒါဖြစ်ရင်ဘာလို့စိတ်ထဲမှာဒီချီးမွမ်းခြင်းကဲ့ရခြင်းကြောင်ဖြစ်ပေါ်သွားတဲ့ခံစားချက်တွေဟာတိတ်ပြီးတော့ပြင်းပြင်းထန်ထန်ကြီးဖြစ်သွားရသလဲစဉ်းစားကြည့်သင့်တယ်နော် သူ့ရဲ့လေသံလေးကလေသံလေးတက်တက်ကြောင့်ဖုံဖုံတို့ကိုဘာမှကောင်းတဲ့ဘက်မှာရောဆိုးတဲ့ဘက်မှာရောထိခိုက်မှုမရှိဘူး။ဒါပေမဲ့စိတ်ထဲမှာဘယ်တဲ့ကြောင့်ကောင်းတဲ့ဘက်ဆိုးတဲ့ဘက်မှာအကြီးကြီးထိခိုက်သွားရသလဲ။ဘယ်သူနဲ့ပေါင်းပြီးတော့အလုတ်လုတ်သွားတယ်လို့ထင်လဲ။ကိုယ်စိတ်အတွေးတွေနဲ့ပေါင်းပြီးတော့အလုတ်လုတ်သွားတာ။နော်ချီမွန်ရင်ကဲ့ရဲ့ခြင်းကစိတ်အတွေးတွေနဲ့ပေါင်းပြီးတော့အလုတ်လုတ်သွားတာ။ ဲ့ကိုယ့်ရဲ့စိတ်ကအမှားတွေအမှားတွေတွေးမယ်ဆိုရင်တွေးသလောက်အဲ့ဒါထိခိုက်မှာပဲကိုယ့်စိတ်ကအမှန်တွေးနိုင်ရင်တွေးနိုင်သလောက်ထိခိုက်မှုမရှိဘူးတကယ်တမ်းကချီးမွမ်းခြင်းကြောင့်လည်းကိုယ်တကယ်ကောင်းတော်တာမဟုတ်ကဲ့ရဲ့ခြင်းကြောင့်လည်းကိုယ်တကယ်ဆိုးတော်တာမဟုတ်ကိုပင်ကိုကကောင်းရင်ကောင်းမှာပဲကိုပင်ကိုကဆိုးရင်ဆိုးမှာပဲသူကောင်းတယ်ပြောတိုင်းလည်းကောင်းတာမှာမဟုတ်တာသူဆိုးတယ်ပြောတိုင်းလည်းဆိုးတာမှာမဟုတ်တာဒါအပေါ်ရင်တွေးကြည့်မယ်ဆိုရင်တော့မှကိုဘဝဆိုးခြင်းကောင်းခြင်းရဲ့ပုံမှာဘာအကျိုးသက်ရောက်မှုမှမရှိဘူးဆိုတာထင်ရှားတယ် ဲ့ဒါလောက်အရေးမပါတဲ့ကိစ္စကိုဘုံဘုံတို့ဟာဘယ်နဲ့ကြောင့်အကြီးကြီးခံစားနေကြသလဲအစင်းသားတယ်မို့လားစင်းသားတယ်တယ်ဘာလို့အကြီးကြီးခံစားရတာလို့ဆိုညာမရှိလို့ပေါ့အမှန်မသိလို့ပေါ့ဟိုမှာအမှန်သိကြတဲ့ယဟန္တာပုံကိုယ်တွေကြတော့စိတ်ထဲမှာချီးမွမ်းခြင်းကဲ့ခြင်းကြောင့်ဘာတုံလို့မှုမှမရှိဘူးဥမာဘလို့ပေးတာတော့နော်ကြောက်သားပဲကတိနဲ့ပြီးတယ်ပဲကတိကြောက်တောင်ကြီးဟာတိုက်ခတ်လာတဲ့လေတို့ကြောင့်တုံလို့မှုမရှိသလိုလို့အဲ့လိုဥမာပေးထားတယ် ဟုတ်လားတဘုံတို့ရဲ့စိတ်နှလုံးကအဲ့ဒီကြောက်တောင်ကြီးလို ခိုင်းမာနေအောင်ဘုံတို့ကဘာနဲ့မုံမှန်ထားရမလဲဆိုရင်ဉာဏ်ပညာနဲ့မုံမှန်ထားမယ်ဉာဏ်ပညာဆိုလို့စိတ်တွေကလျှောက်ပြီးတော့ဟိုဉာဏ်ပညာဆိုတာဘာကြီးလဲလို့အတွေးတွေချော်မနေနဲ့အောင်ဉာဏ်ပညာဆိုတာတဘာဝတရားတွေအကြောင်းကိုအမှန်သိတာကိုပြောတာဒီနေရာမှာဘယ်ဉာဏ်ဘာကိုသိရအောင်ဉာဏ်ပညာလို့ဒီနေရာမှာဆိုရင်လည်းဆို အဲ့ဒီချီးမွမ်းခြင်းကဲ့ရဲ့ခြင်းရဲ့အကြောင်းကိုအမှန်သိတဲ့ဉာဏ်ပညာကိုဒီနေရာမှာဉာဏ်ပညာလို့ဆိုရင်လားခုနကဘုံဘုံတသိတပိုင်းပြောလိုက်ပြီနော်ချီးမွမ်းခြင်းကြောင့်လည်းကိုတကယ်ကောက်မသွားနိုင်ဘူးကဲ့ရဲ့ခြင်းကြောင့်လည်းကိုတကယ်ဆိုးမသွားနိုင်ဘူးအဲ့ဒါကိုကလည်းချီးမွမ်းခြင်းကဲ့ရဲ့ခြင်းကြောင့်ကိုအစိတ်အပိုင်းတစ်ခုအနေနဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ဘုံဘုံတို့သိလိုက်တယ်လို့မဆိုနိုင်ဘူးလားအဲ့ဒါကိုကဉာဏ်ပညာပဲအဲ့ဒါလောက်လေးသိမယ်ဆိုရင်တော့အရင်ကြီးတုံ့လှုပ်သွားကြအောင်မရှိဘူးနော်သူကောင်းနေပြောတိုင်းငါတကယ်ကောင်းတော့တာမှမဟုတ်တာ သူဆိုးတယ်ပြောတိုင်းငါတကယ်ဆိုးသွားတာမှမဟုတ်တာငါစိတ်သေးကနော်ကောင်းတယ်ပြောတာကြီးကိုဘယ်နဲ့ကြောင့်လောက်ကြီးအရသာခံသွားတာလဲမကောင်းဘူးလို့ပြောတာကိုဘာကြောင့်ဘယ်နဲ့ကြောင့်တလောက်ကြီးစိတ်ကထိခိုက်သွားတာလဲဒါကိုဘုန်းဘုန်းတို့အဖြေရှာနိုင်ရင်ရှာနိုင်တယ်လို့အဖြေမှန်ကိုတွေ့ရင်တွေ့တယ်လို့အဲ့ဒါဉာဏ်ရှိတယ်လို့ဆိုရတယ်ဟုတ်လားအဲ့တော့ဉာဏ်ပညာတကယ်ကြီးရင်ကြီးကြီးတယ်လို့ဒီလောကဓာတ်တရားကြောင့်စိတ်ဟာတုံလုံးမှု နေသွားတာပဲနော်အဲ့တော့ဒါမျိုးဆိုဖေကပေးတဲ့ဥမာလေး ဘုရားဘမောဟသောတဝကာထာလေးနဲ့တွဲပြီးတော့ရွတ်စေခြင်းဟုတ်လားဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယန္တနာကံပတိအတောကံဝိရဇံခေမအေတံမင်္ဂလမုဒ္ဓမအကောင်းဆုံးမင်္ဂလာတရား၄ပါးအကောင်းဆုံးအမျိုးမျိုးသောအတွေ့အကြုံတွေလောကဓာတ်ကိုအဲ့လိုတောင်ဘုမောဟဘာသာပြန်ခြင်းနဲ့အတွေ့အကြုံတွေ့ရုံကြုံရုံပါပဲကောင်းတာလည်းဖြစ်ရင်ဖြစ်မယ်ဆိုးတာလည်းဖြစ်ရင်ဖြစ်မယ် အကောင်းထဲမှာလည်းအကြီးဖြစ်ခြင်းဖြစ်မယ်အသေးဖြစ်ခြင်းဖြစ်မယ်ဆိုးထဲမှာလည်းအကြီးဖြစ်ခြင်းဖြစ်မယ်အသေးဖြစ်ခြင်းဖြစ်မယ်အချိန်တိုင်းနေရာတိုင်းမှာတွေ့ကြုံနေရတဲ့သဘာဝတရားတွေတူရာစုလိုက်မယ်ဆိုရင်ဘယ်နှမျိုးတော့၈မျိုးအကောင်းလေးမျိုးအဆိုးလေးမျိုးလွတ်သလားမလွတ်ဘူးဘယ်ချိန်မှမှမလွတ်ဘူးအမြဲတွေ့နေဟုတ်လားအဲ့ဒီတွေ့လာတဲ့ချိန်မှာဘုန်းတို့ရဲ့စိတ်ကိုတုံ့လုံးမှုမရှိအောင်စိုးရိမ်မှုမရှိအောင်ကိလေသာမျိုးမတင်အောင်ဘေးမဖြစ်အောင်ဘုန်းဘုန်းတို့ဟာ အကောင်းဆုံးနော်စိတ်ရဲ့ဉာဏ်ပညာတွေနဲ့ရှင်ဆိုင်နိုင်မှုဖြတ်တန်းနိုင်မှုလိုမယ်ပေါ့နော်